အားလုံးပဲလက်တွဲညီစွာနဲ့တဘာဝကက်ဆူကိုကြောက်ဖြတ်နိုင်ပါစေလို့ကျမနွေနွေကစတောင်းပေးပါရယ်။ချောက်ပြမိုးလေဝသသတင်းတပုတ်ကိုတင်ဆက်ခွင့်ပြုပါရှင်။ငလင်တန်တဲ့ဒေသတွေဖြစ်တဲ့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းတို့မှာလာမယ့်24နာရီအတွင်းမိုးထချုံရွာနိုင်တယ်လို့အမျိုးသားညညရဲ့အစိုးရရဲ့မိုးလေဝသဌာနကသတင်းထုတ်ပြန်လာပါတယ်။ မောလဝတ္တပညာရှင်တဦးဖြစ်သူအိုဝင်းနိုင်ကလည်းငလင်တန်တဲ့ဒေတာတွေမှာမုံများနိုင်မယ်လို့အသိပေးထားပါတယ်။ဘင်္ဂလားပင်လယ်အော်မှာဒီကနေ့မနက်9:00နာရီခွဲမှာလေပြင်းရဲရဝံဖြစ်ပေါ်လာပြီးနောက်48နာရီအတွင်းဘင်္ဂလားပင်လယ်အော်အလဲပိုင်းဖြစ်တဲ့မြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားမှာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမဲ့ဘင်္ဂလားပင်လယ်အလဲပိုင်းမှာဖြစ်ပေါ်နေတဲ့လက်ဝဲရည်လေးစီးကြောင်းအာကောင်ခြင်းကိုရော့ကျစေတဲ့အခြေအနေကြောင့်လေပြင်းရတဲ့ရဝန်ကအာကောင်လာနိုင်တဲ့အခြေအနေမရှိဘူးလို့သိရပါတယ်။လေပြင်းရတဲ့ရဝန်ရဲ့အရှိန်ကြောင့်လာမယ့်24နှစ်အတွင်းစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းကချင်ပြည်ချင်းပြည် ရခိုင်ပြည်ကရင်နီကယားပြည်ကရင်ပြည်နဲ့မွန်ပြည်တို့မှာနေရစိတ်စိတ်မိုးထချုံရွာနိုင်ပြီးတရနာတိုင်းနဲ့ရှမ်းပြည်တို့မှာနေရကွက်ကြားမိုးထချုံရွာနိုင်တယ်လို့အမျိုးသားညညရဲ့အဆိုအရ NUG မိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်။မုံမြားနိုင်တဲ့အခြေအနေတွေတဲ့ ငလျင်တန်တဲ့ဒေသတွေဖြစ်တဲ့နေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းနဲ့ရှမ်းပြည်တော်ပါဝင်နေတဲ့အပြင်ရခိုင်ပြည်မြောက်ပိုင်းကချင်ပြည်ချင်းပြည်နယ်မကွေးတိုင်းတို့လည်းပါဝင်နေလို့သိရပြီးစိုက်စင်းလေပြင်းခေါ်လင်းနေချင်းတိုက်ခတ်နိုင်ချေရှိလို့သတိထားရမယ်လို့လည်းဦးဝင်းနိုင်ကသတိပေးထားပါတယ် မနက်ဖြန်မနက်အထိနေပြီးတော့မန္တလေးတိုင်းမကွေးတိုင်းရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းကရင်နီကယားပြည်ကရင်ပြည်နဲ့ရှမ်းပြည်မြောက်ပိုင်းတို့မှာနေရာကျကျနဲ့ကျန်တိုင်းတွေပြည်နယ်တို့မှာနေရာကွက်ကြားမိုးတချုံရွာနိုင်ပြီးရွာရင်ရာနှုန်း80ဖြစ်ပါရဲ့ရှင်ကျမနွယ်နွယ်ပါ